ဒီ guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Mobius ပဲဖြစ်တယ်ပေါ့ရေထုံးစံအတိုင်းပဲဒီနေ့မှလည်း Marky မှာ Power Scaling လုပ်ထားတဲ့ video တခုတွေ့တယ်အဲအားကြောင့်မို့ကျွန်တော်ကအဲ့ဒါကိုဒီဘက်မယ်လို့ဆုံးဖြတ်လိုက်ပြီးတော့ Air ရဲ့ဟာတွေဒီဘက်မှာဖြစ်တယ်ပေါ့တခုရှိတာ Air ရဲ့ဟာတော့ဒီဘက်တော့မဟုတ်ဘင်းနဲ့ Air ထဲမှာမှားတဲ့အချက်နှစ်ချက်သုံးချက်လောက်ကိုပဲကျွန်တော်ကအမှားထောက်ပြသွားမှာဖြစ်တယ်ပေါ့ဆိုတော့အချိန်ဆွဲဆွဲနဲ့ကျွန်တော်တို့ဒီစားလိုက်ကြအောင်ဟိုတနက်ပုံစံလုပ်ပြီးတော့တရရောက်ကိုညွန်ဘန်ဆိုတာ ਨੇ မမြင်နိုင်တဲ့ sniper shot လိုမျိုးအများကြီးဖိအားတွေက ညွန်ပြခံရတဲ့သူတက်ရောက်ပြီးတော့ချက်ချင်းတေသွားလိမ့်မယ်။မမြင်ရတဲ့အရာဖြစ်တယ်လို့ speed of light ထက်တောင်မှမြင်လာမလို့ရှောင်ဖို့ကလည်းမဖြစ်နိုင်ပါဘူး။ What? ဒီမှာပထမဆုံးသူပြောတဲ့အရာဆိုရင် तू က Makima ရဲ့ band တစ်ချက်ကိုဘယ်လိုပြောအောင်လဲ band ဖြစ်ချက်ကိုသူ့ရဲ့ attack speed ကို faster than light ဟုတ်ရင်ဟုတ်မဟုတ်ရင် speed of light ဆိုပြီးတော့ပြောတာဟုတ်ပြီအဲ့ဆိုဒီဘက်ပြောပထမဆုံးပြောရရင် markima ရဲ့ band လေးချက်ပြစ်တာအဲ့လိုပြစ်တာဟုတ် calculate မလုပ်ပြထားပါဘူးအဲ့ပြီးတော့ဘယ်လိုပြောရမလဲဒီထဲမှာကျွန်တော်စဉ်းစားသလောက်အရာဆိုရင်ဖန်နေကြီးကိုပြန်ကြည့်လိုက်တော့လေ faster than light နဲ့ကိုင်ညာတကူမှမတွေ့ဘူး faster than light နဲ့ပတ်သက်တဲ့ statement လေးတွေဘာတွေညာတွေတဲ့ကျွန်တော်မတွေ့မိဘူးအဲ့တော့ကျွန်တော် calculate လုပ်ထားအများရှိမလားဆိုပြီးတော့ကျွန်တော်ပတ်ရှာကြည့်ရပေါ့ပြီးတော့ကျွန်တော် scan by scan scan ထားတဲ့လူတွေရဲ့ calculate တွေကိုကျွန်တော်တွေ့သွားတယ်အဲ့ calculation တွေကိုကျွန်တော်ပြကြည့်မယ်ပေါ့ဒီမှာပါ တွက်ထားတာတော့ကျွန်တော်မဟုတ်ဘူး visible wiki ကတွက်ထားတာဖြစ်တယ်အဲ့တော့လူတိုင်းသုံးလို့ရပါတယ်အဲ့တော့ဒီမှာ visible wiki wiki မှာချဖြတ်ထားတဲ့ဒီ calculation ကြီးအရဆိုရင်တန်ကြီးရဲ့ရက်ကောင်လက်မောင်း size အဲ့ဟာတွေအကုန်လုံးကိုကျွန်တော်တို့ပြန်ပြီးတော့ pixel နဲ့တိုင်တယ်ပြီးတော့ red line ရော panel ရဲ့အရှိရောပိုချီတာနေပြီးတော့ camera camera နေပြီးတော့ပိုချီတာပြောရရင် angular size တွေအကုန်လုံးတွက်ပြထားတယ်ပေါ့ spear စာတွက်ပြထားတယ် final result အရဆိုရင် massively hypersonic ဖြစ်တယ်အဲ့တော့ ဘာမှ faster than light မဖြစ်ဘူးအဲ့လိုမဖြစ်ဘူးဆိုတော့လေဒီမှာတကယ်တက်တဲ့လူတွေတကယ်ဆရာသမားတွေဟာ yeah တတိလီယာအစ pixel တတိလီယာအစလိုက်ပြီးတော့တွက်ပြထားဖြစ်တဲ့အဲ့တော့ဒါအောင်မကြည့်နေဘူးဆိုရင်ဒီ pixel တွက်ထားတဲ့ဟာကိုပြန်ပြီးတော့ pixel နဲ့ပြန်ပြီးတော့ depend ပြပါလို့ပြောချင်ပါတယ်ဟုတ်ရဲ့ဟိုတယောက်လူမျိုး C1 လူမျိုးတော့သိရမလား pixel ဘောင်းမဝင်ဘူး pixel ကဘာအတိတ်ပဲမှမရှိဘူးလို့တော့မပြောနဲ့နော်သိရမလား ါတွက်ပြထားတဲ့သူတွေအကုန်လုံးကကျွန်တော်တို့ထက်ကခင်ဗျားတို့တော်တော်တော်များများတက်နေကြတဲ့လူအဲအကြောင်းမို့သူတို့ကောက်ကူလိုက်ထားတဲ့ဟာရုံလဲရုံရတယ်ရုံလဲရုံရလို့ Facebook တဲ့ Wiki မှာအဲ့ဒါကိုတင်ပြထားတာဖြစ်တယ်အဲ့ဒါသာမှားနေတယ်ဆိုရင်အဲ့ဒါမှားကြောင်လည်းထုတ်ပြန်နိုင်မယ်ဒါပေမဲ့ကျွန်တော်ကဒါမှားကြောင်ထုတ်ပြန်ထားတဲ့ဟာရှိလားဆိုပြီးကျွန်တော်ရှာကြည့်သေးတယ်မတွေ့ဘူး loss ေအဲ့ဆိုရင်တော့ loss ေလက်ရှိမှာတော့ဒါမှန်နေသေးတယ်လို့ပဲကျွန်တော်တို့တွေးရမှာပေါ့အရေးကြီးဆုံးအချက်အနေနဲ့ မာဂီမာရဲ့ power ကြီးမာဂီမာလုံနိုင်တဲ့ ability ကြီးမာဂီမာရဲ့ hex broken ability အကုန်လုံးကိုပြောသွားတယ်နော်ရဲမာဂီမာရဲ့ power တွေ EB တွေအကုန်လုံးကိုပြောသွားပြောသွားပြီးရင်နောက်ပိုင်းမှာအရေးကြီးဆုံးဖြစ်တဲ့တိုင်ရအောင်ကြာလုံးဝမပြောသွားဘူး ။ဘာလဲဆိုရင်ဒီလိုမျိုးတိုက်ရအောင်မပြောသွားတာ scanning video တွေမှာဘယ်လိုပြောရမလဲစားမပါတဲ့ခင်းတစ်ခွက်လိုမျိုးပါပဲ။ပြောရရင်ကြက်သားရင်ချက်ပါလေဆိုမှကြက်သားကပါလာမှာ။အခုကကြက်သားပါမလာပဲနဲ့တခြားဟာတွေပဲပါနေသူဖြစ်နေတယ်။တော်တော်များများပါဘူးဝိုင်းစုံဘူးဝိုင်းဟုတ်ပြီလက်ခံပါတယ်အဲ့ဒါတော့ဒါပေမဲ့တိုင်ရမပြောသွားတာအဆင်မပြေဘူး။ဘာဖြစ်လို့လဲဆိုတော့ video ကြည့်ရ power scanning video ကြည့်ရဆိုတော့ကြည့်ရ viewer တွေဒီကြည့်ရသူတွေအကုန်လုံးကအော်ဒီ marquee မှာဘယ်လောက်တီချန်လဲဒီ character ဘယ် level ရောက်လဲတောင်း level လား city block level လား city city level လား island level လား mountain level လားအစသဖြင့်အဲ့ဒါတွေသိချင်လို့ကြည့်ကြတယ်ဒါပေမဲ့ तू က power scaling လုပ်ပြီးတော့ tire မပြောသွားဘူး hex တွေ ability ကြီးပြီး only ပြောသွားတယ်โอเยကျေးဇူးပြုပြီးတော့ငါ video က marketing မှာဘလောက်ကြောက်ဘူးကောင်းလဲပဲပြောထားတာဘလောက်ကြမ်းလဲဆိုပြီးပြောထားတာမဟုတ်ဘူးဆိုပြီးတော့မပြောနဲ့နော်အခုဒီဗီဒီယိုထဲမှာပြောထားတဲ့ဟာတွေအကုန်လုံးကသူ့ power တွေ ability တွေအကုန်လုံး scaling လုပ်ထားတဲ့ဟာတွေကြီးပဲเนาะ ထင်ပိတ်ပြီးတော့ညင်းမနေပါနဲ့ကြိုပြီးပြောပြရပါအဲ့တော့ဒီဗီဒီယိုက power scaling video ဖြစ်လာဆိုရင်တော့ဟုတ်ပါတယ်100% power scaling video ပါအဲ့တော့ဆက်ပြီးတော့ပြောရရင်တရားပြောသွားမယ်ဟာတရားပြောသွားအဲ့တော့ကြက်သားဟင်းနဲ့ထမင်းနဲ့စားရပြီဆိုမှကြက်သားဟင်းလိုရလေတည်ရမလားဒါပေမဲ့ကြက်သားကပျောက်နေပြီထမင်းတွေပဲပါလာသလိုကြီးဖြစ်နေတယ် အဲ့ဒီကတော့လုံအောင်အဆင်ပြေလို့ပြောချင်တယ်ဒါကတော့ဒီဗီဒီယိုတွေရဟာပဲကျွန်တော်အခုနောက်ထပ်ဒီပန်သွားမယ့်ဟာကတော့သူ့ channel မှာသူတင်ထားတဲ့ဟာကိုကျွန်တော်ဆက်ပြီးတော့ဒီပန်သွားမှာဖြစ်တယ်ပေါ့ဒီမှာဆက်ပြီးတော့ဘာလို့ပြောလဲတော့မသိဘူးသူတို့က power scaling နဲ့တေချာပေါ့ death battle ကိုမကွဲဘူး power scaling crossover scaling တစ်ဖက်ကကောင်ကတစ်ဖက်ကကောင်ယူနီယိုလာပြီးတော့ချမယ်ဆိုပြီးတော့ထင်နေကြလားမသိဘူးတကယ်လားတကယ်တကယ်ဆောက်ခွင့်ပြောင်းနေရလားတကယ် power scaling ဆိုတာအဲအဲ့လို version ရှင်ပြီဆိုရင်ကျွန်တော်တို့ကသူတို့ရဲ့ခွန်အားတွေကိုပဲယူပြီးတော့တိုင်းတာ သူတို့နှစ်ကောင်အတင်းရော့အင်းဆိုပြီးခြာခိုင်းတာမဟုတ်ဘူးခွန်အားဆိုရင်လည်းသူတို့နှစ်ယောက်ရဲ့ခွန်အား speed ဆိုရင်လည်းသူတို့နှစ်ယောက်အမြင် EB ဆိုရင်တိုက်ခိုက်နိုင်ဆိုရင် DC ဆိုရင်ဖြည့်ဆည်းနိုင်စမ်း durability ဆိုခံနိုင်ရင်အဲ့လို character ရဲ့နှစ်ကောင်ရဲ့လုတ်ပြထားတဲ့ feat တွေသူတို့ပြောပြထားတဲ့ statement တွေအဲ့အဒီအပေါ်ကြည့်ပြီးတော့ပဲကျွန်တော်တို့ကပြန်ပြီးတော့တိုင်းတာဖြစ်တယ်ပြန်ပြီးတော့ scale တာဖြစ်တယ်ဒီနှစ်ကောင်ရော့ကွာ D Unio မင်းကလို့တော့ရော့အင်းဆိုပြီးခြာခိုင်းတာမဟုတ်ဘူးဘယ်ကောင်မှဘယ် Unio မှလည်းတွားစရာမလိုဘူး okay ဒီတိုင်းလေးပဲလုတ်ပြထားတဲ့ fee အပေါ်ကိုကြည့်ပြီးတော့ fee များများဆဆကိုပြန်တွက်ပြီးတော့အနိုင်ပေးတာ scale လောက်တာလို့ခေါ်တယ်ကျွန်တော်ခုနကပြောလိုက်တဲ့ဒီ character နှောက်ကောင်ရဲ့ fee သူလုတ်ပြထားတဲ့ဟာ statement သူပြောပြထားတဲ့ဟာအပေါ်မူတည်ပြီးတော့ရှင်ပြီးလုတ်တာ superman ရဲ့ lifting strength သူဘယ်လောက်ထိမှနိုင်လဲကြည့်ရဟာဂျူလီရဲ့ lifting strength သူဘယ်လောက်ထိမှနိုင်လဲကြည့်ရပေါ့အဲ့လိုပေါ့ ဲ့လိုတစ်ချက်တည်းမဟုတ်ဘဲနဲ့အခုနောက်အချက်တွေဖြစ်တဲ့ ABDC နဲ့ပါထပ်ပြီးတော့ရှင်တယ်။ Superman ဘယ်လောက်ထိတိုက်ခိုက်နိုင်လဲကြည့်ရဲ။ Hercules ဘယ်လောက်ထိတိုက်ခိုက်နိုင်လဲကြည့်ရဲ။အော်သူတို့နှစ်ယောက်မှာဘယ်သူကပိုပြီးတိုက်နိုင်လဲ။တိုက်နိုင်တိုက်နိုင်တယ်လို့ပွင့်ပြီးအဲ့လိုမျိုးပါ။ဥပမာ Superman နဲ့ Gojo အော် power scaling လုပ်လို့ဆိုပြီးတော့ Superman ကြီးကို JJK Universe ကြီးကိုသွားပြီးတော့ရော့သွားချဆိုပြီးချခိုင်းတာမဟုတ်ဘူးလေ။အောင်းတော့မပါလားလား။ဘာကြီးပြောနေရလဲ။ power scaling ဆိုတာနားမလည်ရင်လည်းမပြောနဲ့။2025ရောက်နေပြီ။ power scaling နဲ့ death battle နဲ့ကမကွဲသေးဘူး။ဖြတ်เสียရည်။ ဟုတ်ပါတယ်ဒီမှာပြောထားတဲ့အချက်အရဆိုရင်မှန်ပါတယ်ဒီ fiction ဆိုတာကလည်းကျွန်တော်တို့ real life ကို base on ပြီးတော့ကျွန်တော်တို့လုပ်ထားတာဖြစ်တဲ့အတွက်ဒီ real life နဲ့ပတ်သက်တဲ့ဟာတွေဆိုရင်အတိုင်းဓာတ်တွေတစ်ခုထိတော့တုံးလို့ရတယ်မတုံးလို့ရတဲ့ဟာအပိုင်းဆိုရင်တော့မတုံးမှန်တယ်အခုလုပ်နေတဲ့ဟာတွေအကုန်လုံးက real life ကို base on ထားတဲ့အတွက်ကျွန်တော်ကတော့တုံးလို့ရတဲ့အချိန်တည်းကိုကျွန်တော်ကတုံးနေအောင်မတုံးလို့ရတဲ့အပိုင်းကျရင်မတုံးပါဘူး ီးတော့ပြောရရင် quality ပေါ့သူဒီမှာပြောရတဲ့ quality ပေါ့ quality ဆိုတဲ့အရာကို तू ကဘယ်လိုပေတံနဲ့တိုင်တာလဲအထူးသဖြင့်ပြောရရင်ကျွန်တော်တို့ scale လိုမျိုး fiction character တွေကို scale ပြီးတော့ YouTube မှာတင်တဲ့အခါမှာအမားတွေမပါတာအကောင်းဆုံးတော့အရာပဲဘာဖြစ်လို့လဲ fiction character တွေကဘယ်လောက်ထိကျန်လဲဘယ်လောက်ထိတန်ပါလဲဆိုတော့ subjective opinion နဲ့ဆိုင် objective နဲ့ပဲပြောအောင်ပါတစ်ဖက်ပိတ်နေလို့မရဘူး glitch နေလို့လည်းမရအောင်အဲ့ဒါအပြင် character တွေရဲ့လောက်ပြထားတဲ့ feed ကို step by step ကရှင်းပြရသေးတယ်လိုတိုက်ရဆိုရင် calculation လုပ်စရာတွေလည်းရှိသေးတယ် character တစ်ကောင်ရဲ့ပြောထားတဲ့ statement တွေလောက်ပြထားတဲ့ feed ီကိုအတိအကျအတိအချာကြီးပြန်ပြီးတော့ source ပြန်ရှာပြန်ပြီးကန့်ရည်လားမကန့်ရည်လားအကြည့်ပြီးတော့ပြန်ပြီးတင်ပြတာ so ကျွန်တော်အဲ့လိုလုပ်လာဆိုရင်တော့ yes i do အမြဲတမ်းလုပ်ပါတယ်အဲ့လိုလုပ်ပြီးတော့တင်လာဆိုရင်လည်းအဲ့လိုလုပ်ပြီးတော့ပဲအမြဲတမ်းတင်လာ တော့ကျွန်တော်ကြည့်တဲ့ viewer တွေကိုကျွန်တော်အရင်တန်ဖိုးထားရဲအဲအကြောင်းကိုကျွန်တော်တက်နိုင်ရင်ဒီ power scaling နဲ့ပတ်သက်ပြီးတော့တို့ကိုပြောရင်အမားကိုလုံးဝမပါသေးချင်တာအဲ့လိုမျိုးအမားလေးနည်းနည်းလေးပါသွားပြီဆိုရင်တော့မှကျွန်တော်က pin comment မှာအဲ့ video ရဲ့အောက်မှာ pin comment ပြန်ထောက်ပြီးတော့ကျွန်တော်မှအကြောင်းကျွန်တော်ပြောတယ်အဲ့ဒါအပြင်ဘာလဲဆိုရင်ကျွန်တော်အမားအကြောင်းကြည့်ရတဲ့ viewer တွေအကုန်လုံး knowledge အမားတွေပေးမိတယ်ဆိုရင်ကျွန်တော်ပြန်ပြီးတောင်းပန်ပါတယ်ဆိုပြီးတော့ကျွန်တော်အထူးလက်ပြန်တောင်းပန်တာဘာဖြစ်လို့လဲကြည့်ရှု review တွေကိုကျွန်တော်က knowledge နဲ့ပတ်သက်လာရင်အရင်တန်ဖိုးထားလို့အထူးသဖြင့်ညီမပြီး မှာဗီဒီယို edit ကောင်းကောင်းအတန်ကောင်းကောင်း audio ကောင်းကောင်းတွင်းပြီးတော့ကျွန်တော်တို့ဒီအတန်ကောင်းကောင်း edit ကောင်းကောင်း quality အဲ့လိုမျိုးဗီဒီယိုလေးကြီးလူကောင်းတဲ့တကယ်ဗီဒီယိုလေးနဲ့ knowledge အမားတွေပြောပြီးဆိုရင်ညီမပြည့်ရလူတွေကအရန်အဟုတ်ထင်ကြတာသူတို့ကြိုက်တဲ့ဟာဆိုရင်ပေါ့အထူးသဖြင့်သူတို့ hype တဲ့ဟာဆိုရင်ဥမာပြောရင် she by 5d လိုမျိုးဟာတွေသိရမလား yeah နောက်ကျရင် 5d ဖြစ်ရင်ဖြစ်လာနိုင်တယ်လက်ခံပါတယ်အဲ့ဒါ ဒါပေမဲ့ဒါပေမဲ့အခုလိုလိုစင်မှာတော့မရောက်သေးဘူးအဲ့ဒါကိုလက်ခံရမယ်လीမဟုတ်ဘူးလားအဲ့လိုမျိုးဟာလေဘိုင်းမှာလေရဲညီမဘီကလူတူတူများရှိပိုင်ဖိုက်ဒီဆိုပြီးမှိုင်းတိုက်ခံရတာကြောင့်ထိတာဒီနောက်တစ်ခုပူရရင်ခြေစားတို့မှာ light speed မရှိဘူးဆိုပြီးတော့ညီမက one piece fan တဲ့တခုတော့ကခြေစားတို့က light speed မရှိဘူးဆိုပြီးမှိုင်းတိုက်ခံရတာဒီအဲ့လိုဟာတွေကအများကြီးပါပဲအဲ့လိုမျိုးညီမပီမာလူမာလူတွေကိုသိရမလား brain wash လုပ်ဖို့ကလွယ်တယ်လူမျိုးဟာရင်လည်းပတ်သက်ညီမပီကလူတွေကလည်းဘယ်တော့ထိတော်လဲဆိုရင်အဲ့လိုမျိုးဟာတွေဆိုရင် ပြန်ပြီးတော့မှန်လားမှားလားတော့တိချာမစုံစုံတိချာမလိလောက်တန်းပြီးတော့ဟုတ်တယ်ဒါတန်းပြီးတော့ဒါဒီလိုဆိုပြီးတော့တန်းပြီးတော့အတင်းရှုံပြစ်တာအဲအကြောင်းကိုအဲ့လိုအမားနေမဖြစ်အောင်ဆိုပြီးတော့ကျွန်တော်ကလိုက်ပြီးတော့ဒီဘက်ဗီဒီယိုကိုတင်တယ်အဲ့လိုအမားနေမဖြစ်အောင်ဆိုပြီးတော့ကျွန်တော်ကလိုက်ပြီးတော့လူတွေ knowledge sharing လုပ်ပြီးတာအဲ့တော့ကျွန်တော်က knowledge sharing လုပ်ပြီးတဲ့အတွက်ကျွန်တော် knowledge sharing မျိုးအမားမပါတာအကောင်းဆုံးပဲလေကျွန်တော်ကအဲ့တော့ကျွန်တော်အမားပါပါရင်တော့မှကျွန်တော်ကပြန်ပြီးတော့ရဲတောင်းပန်လေးရှိပါတယ် အဲ့တော့ scaler တယောက်အနေနဲ့သူ့ရဲ့ quality ဆိုတာသူတင်ပြတဲ့ viewer တွေကိုအမှန်ဆုံးအရာတွေကိုတင်ပြတာအကောင်းဆုံးပဲသူ့ဘာသူ video ကအက်တစ်ဘလောက်ကောင်းကောင်းသူ့ဘယ် video ကဘလို့ပဲဘလို့ဖြစ်ဖြစ်သူတင်ပြတဲ့ video တွေကအချက်လက်တွေကမှားနေအလကားပဲအော်ပြောနေတာ video quality ကောင်းသေးလားဆိုရင်တော့ဟုတ်ပါတယ်မင်းတို့လောမကောင်း subscriber လည်းမင်းတို့လောမမြောက်လက်ခံပါတယ် like လည်းမမြောက်ဒါပေမဲ့အဲ့လိုကောင်းနေရင်ထောက်ပြခွင့်မရှိတော့ဘူးဆိုတော့လည်းမဟုတ်ပါဘူးအမားပါရင်တော့ထောက်ကိုထောက်ပြမှာမကြည်နဲ့အစားထဲကမတင်နေနဲ့အော်ငါ့လိုကောင်းတော့ကလည်း video edit quality ဘာညာရဲ့ထက်ဆိုင်အဓိကကြည့်ရှုတဲ့ viewer တွေကိုအမှန်နဲ့တင်ပြတာအဓိကဖြစ်တယ် အမှန်တွေအမှန်တွေဟုတ်ကအဓိကအကြီးအမှန်တွေကိုတင်ပြရင်းနဲ့လေငါမားတယ်လေလက်ခံတယ်အဲ့လိုမားရင်လည်းမားကြအောင် comment မှာပင်ထောက်ပြီးတော့တောင်းမယ်လေ like guys set viewer တွေကိုတန်ဖိုးထားလို့ကြည့်ရှုရ viewer တွေကိုအမားကြီးပြီးမိတာအကောင်းလားဆိုရင်တော့မကောင်းအဲ့လိုအရောင်ပင်ထောက်ပြီးတောင်းမယ်ဒါ viewer တွေကိုတန်ဖိုးထားအောင်နော်အဲ့တော့မင်းပြောတဲ့ quality ကဘယ်လို quality marking မှာကြမ်းကြောင်းပြိုပြီးတော့တိုင်ရပါမလား scan လုပ်လို့ဆိုပြီးတော့ chart first ကကောင်းတယ် chart first ကအတင်းသွားခိုင်းတာလား video quality ညံ့လာဆိုရင်တော့ငါလက်ခံပါတယ်ကြည်ကြည်နဲ့နဲ့ဒါပေမဲ့တခြားနေရာတွေကတော့မင်းပြောသလိုမဟုတ်ဘူးနော်အဲ့တော့ ဒီနေ့ဟာသာဗီဒီယိုလေးရတယ်လောက်ပဲကြည်ပြီးတဲ့လူတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်ပေါ့